ညနေခင်းအခါမှာအိမ်ထဲကအေးမြနေတတကိုအမြဲခံစားခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီအေးမြမှုဟာမြည်သည့်အကြောင်းလဲဆိုတာတော့မသိခဲ့ဘူး။တိတ်ဆိတ်မှုတွေကတော့ကျမနဲ့အမြဲနီးကပ်သွားတယ်။မိုးရွာတန်တွေက တောင်းပန်စေဖို့မကူညီတော့ဘူး။အဲ့ဒီတန်တွေကတော့ကျမရဲ့ချစ်ခင်ခဲ့တဲ့ခင်မွန်းနဲ့အတူနေရက်တွေကိုပြန်လဲတရီးရစေတတ်ပြီး ဒါတွေကအခုတော့ရှေးရီကာလတွေနာကျင်စရာကောင်းတဲ့မွန်းမြန်တစ်ခုလိုပဲသူ့ကိုဆုံးရှုံးခဲ့တာနှစ်နှစ်ကျော်ဖြစ်ပေမဲ့ထိခိုက်မှုကအကျမ်းမပြတ်နဲ့အလေးချိန်ရှိနေစေကျမရဲ့သားဖြစ်သူမင်းထွန်းကတက်ကတူ ပြီးချိန်မှာပြန်လာခဲ့တဲ့အချိန်တစုံတရာအတွက်ကုညီဖို့ကတိပေးပြီးအစမှာတော့ကျမဝမ်းမြောက်ရင်ခုန်ခဲ့တဲ့မင်းထွန်းရဲ့ရှိနေခြင်းကအိမ်လုံးမှာအသက်ရှူမှုပြန်လည်ဖြည့်ဆွတ်ပေးမယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့မင်းထွန်းနဲ့ကျမကြားမှာမမြင်သာတဲ့အကွာအဝေးတစ်ခုရှိလာခဲ့တယ်။ထိုအကွာအဝေးကိုဘာကြောင့်ဖြစ်လဲဆိုတာမပြောနိုင်ဘူး။ ျမတို့ဟာမိဖို့ကြောင့်တူနေထိုင်ခန်းတူတိတ်ဆိတ်မှုလူမျိုးမျိုးများဝေခဲ့ပေမဲ့အပူပေါင်းများမရှိခဲ့ပါဘူးမင်းထွန်းကမိခင်ကိုမုန်းတီးစွာချစ်ခဲ့ပေမဲ့ခင်ပွန်းတေဆုံးပြဤနောက်မိခင်ကိုမတူညီစွာမြင်ခဲ့တဲ့မိမိအရင်က မိခင်ရဲ့မျက်လုံးပတ်ဝန်းကျင်မှာဆွဲဆောင်မှုရှိတဲ့အနုညွတ်တွေတည်ငြိမ်တဲ့စွာအားတွေကြောင့်မထီးတွေ့နိုင်တဲ့သူတယောက်လိုထင်ရတယ်တခါတလေတော့မင်းထွန်းကမိခင်ကို ကြည်နေတတ်တယ်ဒါပေမဲ့အချင်းမဟုတ်ဘူး အဲ့ဒါဟာအယမ်းရှုပ်ထွေးပြီးဘာမှမသိတဲ့ခံစားချက်တစ်ခုဖြစ်တယ်။တစ်ခုကတော့ချစ်ခင်မှုဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်တစ်ဖက်နှစ်ဖက်တောင်တူတူခံစားရတဲ့တိတ်ဆိတ်မှုမျိုးဖြစ်နိုင်ပါတယ်။ညနေပိုင်းမှာမိုးကတိတ်ဆိတ်စွာတောက်လျှောက်တယ်၊မီးလင်းတယ်၊မီးပြတ်တယ်။ကျမကသတင်းပေါက်ရှေ့မှာရက်ပြီး မိုးရွာတံကိုကြည့်နေတာအဝတ်အစားက ဇက်တိုက်ချွတ်တဲ့အဖြူရောင်အရှိအလျားကြီးဆွတ်တာသပင်ကမီးမလင်းနဲ့အလင်းထဲမှာတွာလာနေတယ်။နာကျင်မှုနဲ့တည်ငြိမ်မှုအတူရှိတဲ့အရာတစ်ခုရှိနေတယ်။မင်းထွန်းကလက်ဖက်ရည်နှွေးနှွေးလက်ဖက်ရည်နှစ်ခွက်ကိုကင်ပြီးအခန်းထဲဝင်လာတဲ့မိမိမိခင်ကိုမိုးအေးနေတဲ့ပဒင်းပေါက်အနီးမရောက်သင့်ဘူးလို့ပြောတယ်။မင်္ဂလာပါမေမင်းအေးလို့ချွတ်မိတာရဲ့။ကျမကချစ်စရာကောင်းတဲ့အပြအုံးနဲ့ပြန်ပြောတယ်ငါကအေးတယ်မင်းထွန်းကစဉ်းစားနေခဲ့တာပဲမင်းထွန်းက သူ့ရဲ့မိခင်ကိုချစ်ခြင်းအပေါ်အမြဲမေ့လျှော့လို့မရဘူး။ဒါပေမဲ့သူက တခါတလေသူ့ကိုယ်သူအံ့ဩသွားတယ်။မင်းထွန်းကမိခင်ကိုအပြိုင်မရှိပဲကြည်နေတတ်တယ်။မင်းထွန်းကသူ့ကိုယ်သူပြောတယ်။မင်းကိုအမြဲတမ်းမေ့လျှော့လို့မရဘူး။ဒါပေမဲ့နေရာထက်တက်တာကိုတင်ယူရတယ်မင်းထွန်းကမိုးရေချင်းကိုကြည့်ပြီးနားလည်မှုမရှိတဲ့စကားလုံးတွေကိုပြောတယ်ငါအများကြီးပြောခဲ့ရင်ကောင်းမယ်ထင်တယ်ကျမကသူ့ကိုကြည့်ပြီးမင်းကအငဲကြီးတယ်မင်း နားထောင်နေက မတူပါဘူးလို့ပြောတယ်။တခဏအတူတူတိတ်ဆိတ်နေကြတယ်။မိုးလဲအတွင်းခံခံစားချက်တွေနဲ့တူညီနေတဲ့ကျမကခြုံငုံလှဲ့ပြီးထိုင်ကုန်ပေါ်ကိုလှမ်းသွားတယ်။ထိုင်မှာမဆိုပြီးနားကပ်တက်နေတဲ့နေရာကို လက်ထောက်တဲမင်းထွန်းကနီးကပ်ပြီးထိုင်နေဒါပေမဲ့ထိတွေ့မဟုတ်ဘူးအခန်းထဲမှာမိုးရေတက်တက်နဲ့လက်ဖက်ရည်နှမ်းနဲ့ပြည့်နေတဲ့စပွဲပေါ်မှာအဟောင်းပုံတစ်ပုံရှိတယ်။ကျမခင်ပွန်းနဲ့မင်းထွန်းကခရစ်စမတ်ပင်ရှိမှာပြုံးနေကြတဲ့ပုံတစ်ပုံကျမကပုံကိုကင်ပြီးဖန်ပေါ်ကိုလက်လန်းနဲ့ဖြတ်တဲ့ကောင်းတဲ့နေ့တွေရှိခဲ့တယ်လို့ပြောတယ်။ မင်းထွန်းကမိခင်ရဲ့မျက်လုံးမှာအနူးမြုပ်ကိုမှတ်သားနေတယ်သူကပြောတယ်မင်းမှာအနာဂတ်ကောင်းများရှိနေစေကျမကအအနေငယ်ပြုံးပြီးသို့တော်အတန်က တုံ့လုပ်တယ်အမှန်လားမင်းထွန်းကဟုတ်တယ်လို့ပြောချင်တယ်မင်းကိုပြန်လဲပြောရှင်စေချင်တယ်မင်းတယောက်တည်းမနှက်ဖြံမဖွင့်ရအောင်ပြောချင်တယ်ဒါပေမဲ့တကယ်တော့မင်းထွန်းကမသိဘူးသူသိတာတခုကကျမရဲ့ဝမ်းနည်းမှုတွေကိုမမြင်မနေမခံစားပဲမနေနိုင်ဘူးဆိုတာပါ ညမှာမင်းထွန်းကမိခင်အိတ်သွားပြီးနောက်မှာတော့ကလထိုင်ပေါ်မှာမုံတီးနေတယ်။တဖက်ရည်ကွက်တွေမိမောင်းရောင်ကြီးနဲ့ဇပွဲပေါ်ကပုံရိပ်ကိုကြည့်နေတယ်။မိခင်ကိုစဉ်းစားရှုမြင်ရင်မင်းထွန်းရဲ့ရင်ဘက်ကတင်းမာနေတယ်။သူ့ခံစားချက်ဟာအချစ်မဟုတ်ဘူး။ဒါပေမဲ့စိတ်နာတက်တန်းရှည်တဲ့စိတ်ခံစားချက်တစ်ခုပါ။သူကမိခင်ကိုကာကွယ်ထားခြင်းနဲ့ပြန်ပြုံးစေခြင်းနဲ့မိမိကိုယ်ကိုပုံမူပေးဖို့ပြင်ဆင်နေတယ်။အပေါ်ထက်မှာကျမကလည်းအိတ်မပြောဘူး တက်တောင်းတတမရှိတဲ့အိယာနောက်ခံမှာမိုးလေညင်းတန်နဲ့နားထောင်နေတဲ့မင်းထွန်းအကြောင်းစဉ်းစားပြီးမင်းထွန်းကနားမလဲတဲ့စိတ်ပြက်မှုတွေနဲ့အကူအညီပေးနေတယ်ဆိုတာကိုသိသွားတယ်။သူ့ကိုဂယုဆိုင်မှုကြောင့်မျက်နှာလှဲ့တာက မတူညီတဲ့ခံစားချက်တွေဖြစ်စေတယ်။တခါတလေတော့မင်းထွန်းကသူ့ကိုမီးပုတ်မီးပြက်တဲ့အခန်းထဲမှာအိတ်နေတယ်။မိုးပြက်ပြီးအိယာတစ်ဖက်မှာကြည်လင်တဲ့အလင်းတစင်းတောက်ပနေတယ်။ကျမကအဲ့ဒီနေရာမှာတည်ငြိမ်စွာမင်းထွန်းကိုကြည့်နေတယ်။သဘေမညီညွတ် ပေမဲ့ငိမ့်ချမ်းတဲ့မျက်နှာကိုမြင်ရတယ်မင်းထွန်းကသူ့ရဲ့လူကြီးတယောက်ဖြစ်နေပြီဆိုတာပထမဆုံးတစ်စက္ကန့်အတွင်းမြင်တွေ့ရတယ်မင်းထွန်းကိုချစ်စနိုးစွာကာကွယ်လိုက်ပြီးအတန်မထွက်စေဘဲချွတ်ထားသောအဖုံးကိုပြန်လဲထိုးပေးတယ်မင်းကသူ့ကိုအများကြီးများမြင်တယ်လို့မိမိကိုယ်တိုင်မမြင်သာစွာပြောတယ် မျိုးချင်းမှာမင်းထွန်းအိယာတဲကိုသွားတဲ့အခါကျမကမိုးရွာတန်းနဲ့လက်ဖက်ရည်နှံတွေနဲ့ပြည့်နေတဲ့အခန်းထဲမှာတယောက်ထဲနေတဲ့မင်းထွန်းရဲ့အချစ်နဲ့ရင်းနှီးမှုဟာမတူညီပေမဲ့တိုးတက်နေတဲ့ခံစားချက်တစ်ခုဖြစ်နေတယ်။အဲ့ဒီနေ့တနေ့မှာမင်းထွန်းနဲ့ကျမကြားမှာအခြားတစ်ခုခုပြောင်းလဲသွားပြီလို့ခံစားရတယ်။အဲ့ဒီလိုခံစားချက်ဟာအနာဂတ်မှာဘာဖြစ်လာမလဲဆိုတာကိုပြန်လဲရှာဖွေခြင်းစိတ်လည်းရှိလာတယ်။ မနက်ခင်းနဲ့အတူ ရှမ်းပြည်နယ်ကကျေးလက်ရွာတရွာမှာ ကျမနေထိုင်တဲ့အိမ်ဟာနေပူတက်လာတဲ့အခါမှာပေါ့ပေါ့ပပအေးမြသွားတတ်တယ်။ဒီနေ့တော့ကျမသွားလာတဲ့အလျားကြီးနဲ့ပကံနီရောင်ထဲဝစ်ထားပြီးခြေပွားထိတ်မှာတော့ညှက်ပို့ထားတဲ့ဘာဘူတာစီနင်းစီစကိတ်လေးတစ်စုံဝစ်ဆင်ထားတယ်။နောက်ကျောမှာခြေဆွဲထားတဲ့သပင်တွေဟာနူးညံ့စွာလိုက်ရောညီထွေဖြစ်နေပြီးလက်ကမ်းတွေရဲ့ရှည်ရှည်လေးတွေကဆွဲဆောင်မှုငငယ်နဲ့ပြည့်နေတယ်။မင်းထွန်းက အိမ်သစ်ကာလအတွင်းလောက်ကင်ပြီးတဲ့အခါမိဖို့ကြောင့်မှဟင်းချက်နေခဲ့တဲ့အခန်းဟဲကရောင်စုံအလင်းတွေကမနက်ခင်းရောင်ဆူဆိုင်မှုကိုပုံမိုကြည်လင်စေပြီးတဘာဝရောင်ကြီးကကျမရဲ့အသားရည်ကိုနူးညံ့စေတယ် မင်းထွန်းကကျမကိုကြည့်ပြီးမေဒီအိမ်မှာနေကြတယ်ဆိုတာငါ့အတွက်အလွန်မင်းကောင်းတာပဲလို့ပြောတယ်ကျမကချစ်စရာကောင်းတဲ့အပြုံးနဲ့မင်းလဲဒီနေရာကိုချစ်လာပြီဆိုတာသိရတော့ငါပျော်ရွှင်မိတယ်လို့ပြန်ပြောတယ်မင်းထွန်းကမျက်လုံးထဲမှာအနူးညွတ်တဲ့စကားပြောတယ်အခုတခါမေကိုကျွန်တော်အရင်နှီးကပ်ပြီးလိုက်နာခြင်းနဲ့ကျမကမင်းထွန်းရဲ့စကားကိုနားမလည်သလိုမျက်စိလေးတွေဖုံးလွှမ်းခဲ့တယ်မင်းထွန်းမင်းပါကိုပြောတယ်လေလို့တစ်ဖက်ကစွဲဆောင်မှုနဲ့တဲ့အတန်နဲ့မေးမြန်းတယ် မင်းထွန်းကခြေလန်းနေနေနဲ့ကျမအနီးကိုနီးကပ်လာတယ်။သူ့ရဲ့မျက်နာပေါ်မှာစိတ်ပူပန်မှုနဲ့အနူးညွတ်တွေရှိနေတယ်။မင်းငါမင်းကိုကာကွယ်ခြင်းနဲ့မင်းရဲ့ဝမ်းနည်းမှုတွေကိုဖယ်ရှားခြင်းနဲ့ဒါပေမဲ့ငါမသိဘူး။စကားပြောဖို့ဘလို့စရမလဲဆိုပြီးလက်နဲ့တစ်ချောင်းလေးလိုညှိနေတယ်။ကျမကတစ်ဖက်ကမျိုးလုံးသေးကမီးလင်းပြန်လာတဲ့အချိန်မှာတစ်ဖက်လက်နဲ့နဲ့သူ့ရဲ့လက်ကိုဖမ်းထားတယ်။မင်းထွန်းငါတို့နှစ်ယောက်ဟာနောက်တစ်ချိန်တော့စကားပြောရမယ်။ဒီလိုနီးကပ်နေခြင်းကစိတ်ပူစရာပဲလို့ဖြေရှင်းတယ်။ တစ်စက္ကန့်အတွင်းမှာတော့သတိထားမိတဲ့တန်ရုံးစင်တွေကကျမတို့နှစ်ယောက်ကိုပုံမကက်လျက်ပြီးဖြစ်တယ်။မင်းထွန်းရဲ့လက်နက်နဲ့ကျမရဲ့လက်နက်တွေပေါက်ကခန်းစားချက်တွေပုံမနှဆိုင်လာတယ်။တစ်ဖက်ကမင်းထွန်းကတန်ရုံးစင်အတွင်းကခြေစွမ်းချက်တစ်ခုလောက်ကိုခန်းစားရပြီးကျမရဲ့မျက်စိတွေကအငြင်းရန်ပျောက်ကွယ်နေတဲ့ခန်းစားချက်တစ်ခုကိုပြန်လဲရှာဖွေတယ်။မင်းနာတို့အကြားကအချိန်တွေဟာပြောင်းလဲသွားတယ်။ဒါပေမဲ့ ငါမင်းကိုပုံမနားလေခြင်းနဲ့ပုံမသိခြင်းနဲ့ဆိုတဲ့မင်းထွန်းရဲ့အတန်ကတိတ်ဆိတ်တဲ့အခန်းထဲမှာလှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာစေတဲ့ကျမကသူ့ကိုမျက်စိနဲ့ပြန်ကြည့်ပြီးမင်းရဲ့စကားတွေကငါရဲ့နှလုံးသားကိုထိတွေ့လိုက်တယ်ဒါပေမဲ့ကျမတို့အတူတူဖြစ်နေရမှာဘာတွေဖြစ်လာမလဲဆိုတာဘယ်သူမှမသိဘူးလို့ပြောတယ် အဲ့ဒီအချိန်မှာပဲပဒင်းပေါက်ကနေမိုးလွာတစ်ခုရွာလာပြီးနောက်ကျောင်းတစ်ခုက၆တွေ့လာတဲ့လေတွေကတန်ရောစင်တွေကိုပုံမူပြင်းထန်စေတဲ့မင်းထွန်းကအပြုံးနဲ့မေဒီလိုမိုးရွာပြီးကောင်းတဲ့နေ့တွေမှာငါတို့ဘလို့ပုံမူနီးကပ်နိုင်မလဲလို့မေးတယ်ကျမကတစ်ဖက်ကဆွဲဆောင်မှုနဲ့တဲ့အတန်နဲ့ငါတို့တဘာဝနဲ့တစ်ခုဖြစ်ဖို့လိုတယ်ဒါပေမဲ့တစ်ဖက်တည်းမဖြစ်နိုင်ဘူးလို့ဖြေရှင်းတယ် ဒီလိုနဲ့မိုးရွာနေတဲ့နေ့လေးမှာကျမတို့နှစ်ယောက်ကိုလျှိုဝဲချက်တစ်ခုကစောင့်ကြည့်နေရဆိုတဲ့ခံစားချက်နဲ့အပေါ်ထက်ကအခန်းတစ်ခန်းမှာမတော်တဆဖြစ်လာမဲ့အရာတစ်ခုကိုမျှော်လင့်စိတ်နဲ့ခံစားရတယ်။ညောင်ရွာရဲ့ပင်လယ်ကမ်းခြေတစ်ခုမှာနေ့လယ်ခင်းအပူလေကြီးနူးညံ့စွာလေးဖြစ်နေခဲ့တဲ့ကျမနေဝင်းဆိုတဲ့မိန်းကလေးကဒီနေ့တော့ပန်းနီယောင်ကော်တီရှက်နဲ့ အပြာရောင်ရှည်ပေါင်းပြီးကိုဝစ်ဆင်ပြီးခြေလင်းတဆက်ဆက်မှာနူးညံ့တဲ့တစုံတရွတ်ရွှေစိမ့်လေးတွေကိုဝစ်ဆင်ထားပြန်နေမင်းထွန်းကအိမ်ကနေပြန်လာပြီးလက်ထပ်ပကံတစ်ခုကိုကင်ဆောင်လာတယ်။မေးဒီနေ့တနေ့လုံးမင်းကိုအကျဉ်းသာပြုကျင်တာပါလို့ပြောခဲ့တယ်။ကျမကချစ်စရာပြုံးပြီးနေဝင်းမင်းအမြဲတမ်းငါ့ကိုစောင့်ရှောက်ပေးတယ်ဆိုတာသိတယ်လို့ပြန်ပြ။ဩော်တယ်ပင်လေတဲ့ကလင်းင်းပေါ်ကຫນွေဦးရဲ့အနံ့အသက်တွေမိုးရွာပြီးမှ နေရဲကရေမြင့်မှုတွေနဲ့ပေါင်းဆက်ပြီးစိတ်ကိုပျော်ရွှင်စေတဲ့နေဝင်းကကျမကို တဖက်လက်လေးကိုလက်နဲ့ဆန်စွာထိုးပြီးမိငါတို့ကြားကအရေးကြီးဆုံးကတော့တဖက်တည်းမဖြစ်ပဲနှစ်ဦးလုံးနားလည်မှုနဲ့ခံစားမှုတွေကိုချက်ချင်းအဖြစ်ပြောင်းလဲဖို့ပါလို့ပြောတယ် ကျမကတစ်ဖက်ကအနူးညွန့်နဲ့ငါတို့ကြားကရိုးရိုးတန်းတန်းနဲ့ခန်းစားချက်တွေဟာပုံမနဲ့ဆိုင်လာတာကို တွေ့ရတယ်လို့ပြောတယ်နေဝင်းကတစ်စက္ကန့်ကြာမှမိငါမင်းကိုလွန်စွာလိုချင်တယ်ဒါပေမဲ့ငါတို့အချင်းချင်းမကွာရှင်းရသေးဘူးလို့ရှင်းပြတယ်ဒီလိုနဲ့ကျမတို့နှစ်ယောက်ဟာပင်လယ်ကမ်းခြေမှာတိတ်ဆိတ်စွာလမ်းလျှောက်နေကြတယ်လှိုင်းကမ်းခြေကဆူဆူညင်ညင်ဖြစ်နေပြီး ရေရင်းကရေခဲကလေးတွေကတက်တက်နင်းနင်းကစားနေတယ်။ကျမကနေဝင်းကိုကြည့်ပြီးငါတို့အကြားကနားလည်မှုနဲ့ခန်းစားချက်တွေဟာစတင်ပြောင်းလဲဖို့လိုတယ်လို့ပြောတယ်။နေဝင်းကဆွဲဆောင်မှုနဲ့တန်လျာနဲ့မိငါတို့တေချာသွားရင်ဒီအိမ်ထဲမှာပုံမှုချစ်ခင်မှုရှိလာမယ်လို့ယုံကြည်တယ်လို့ပြောတယ်။ကျမကသူ့ကိုကြည့်ပြီးငါတို့အချင်းချင်းပုံမှုနားလည်ဖို့စူးစမ်းရမယ်လို့ပြန်ပြောတယ်။ တခါတလေမှာပဲကန်းကြေတဲကတစုံတယောက်ကစူးစူးညံ့ညံ့အတန်နဲ့လာလာကြတယ်။ကျမတို့နှစ်ယောက်ကြားကအရာတွေဟာယခုအချိန်မှာဘလို့ဖြစ်လာမလဲဆိုတာကိုစိတ်ထဲမှာစဉ်းစားနေကြတယ်။အဲ့ဒီအတန်က ကျမတို့နှစ်ယောက်ရဲ့စိတ်ထဲကတန်ရောစဉ်ကိုပုံမကြည်လင်စေပြီးလျှို့ဝှက်ချက်တစ်ခုကပုံမရှင်းကျလာဖို့အစပြုလိုက်ပြီးဖြစ်တယ်။မွေးရတဲ့ညလေးတစ်ခုမှာကျမကမိဖို့ကြောင့်မှတစုံတယောက်လိုမျက်နှာပြက်တယ်။အဝတ်အစားကတော့ အလေးနက်တဲ့အနက်ရောင်ချီသေးရှိအင်ဂျီတထဲခြေအောက်မှာတော့ရှေ့ဆွဲထိတ်ဝစီထားပြီးလက်တွေအစင်းဆုံးနေတဲ့ရွှေကလောင်ကလေးတွေတစုံဝစ်ဆင်ထားတဲ့သပင်ကတော့လွတ်လပ်စွာလှဲ့လှဲ့နေပြီးမိလင်းမှာစူးစမ်းအားရစေတဲ့အလှတရားနူးညံ့စွာ တောက်ပနေတဲ့မင်းထွန်းကမိုးရွာနေတဲ့အခန်းထဲဝင်လာပြီးလက်ဖက်ရည်နှွေးနှွေးခွတ်နှက်ခွတ်ကန်ဆောင်လာတယ်။မေဒီညမှာမင်းနာက နေဖို့လိုတယ်လို့ သူ့ရဲ့အတန်ကတိတ်ဆိတ်ပြီးစိတ်ချမ်းသာမှုအပြည့်နဲ့ပြောတယ်ကျမကမျက်နာလေးမှာအနူးညွန့်နဲ့ပြန်ပြောတယ်မင်းထွန်းကအတွက်အရေးကြီးတဲ့လူတစ်ယောက်ဆိုတာမင်းတစ်ယောက်ပါမင်းထွန်းကနူးညံ့စွာချစ်ချင်းအပြည့်နဲ့သူ့လက်ကိုဖမ်းပြီးမေငါမင်းကိုကာကွယ်ဖို့စိတ်တက်တစ်ခုရှိတယ်ဒါပေမဲ့ငါမင်းကိုထိခိုက်စေချင်တာမဟုတ်ဘူးလို့ပြောတယ် အခန်းထဲမှာမိုးရွာတန်းနဲ့လက်ဖက်ရည်နှံတွေပေါင်းဆက်ပြီးစိတ်ကိုငြိမ်းချမ်းစေတဲ့ကျမကမင်းထွန်းရဲ့ကိုလေးကိုနီးကပ်ပြီးငါတို့အကြားကခန်းစားချက်တွေဟာစိတ်ရဲ့နှဆိုင်ဆုံးမှာရှိနေတယ်ဒါပေမဲ့ကျမတို့ဘလို့ရှင်းလင်းတဲ့နေဆိုတာတေချာမသိဘူးလို့ပြောတယ်မင်းထွန်းကသူ့ရဲ့လက်ကိုပိုပြီးချဲ့ပြီးမင်းငါတို့ပြောဆိုဖို့လိုတယ်စိတ်แท้ကအမှောင်တွေကိုဖယ်ရှားဖို့လို့ပြောတယ် ဒီလိုနဲ့ကျမတို့နှစ်ယောက်ဟာတစ်စက္ကန့်အတွင်းစိတ်ဝင်စားပွဲရင်ခုန်မှုနဲ့ပြည့်နှက်နေတဲ့မင်းထွန်းရဲ့မျက်လုံးထဲကမထင်မှတ်ထားတဲ့ခံစားချက်တွေပေါ်လာပြီးကျမရဲ့နှလုံးသားကတစ်ဖက်ကအပြုံးနဲ့ပြန်လည်မှုဆန္ဒကိုဖော်ပြနေတဲ့တစ်စက္ကန့်မှာတော့ကျမတို့နှစ်ယောက်ကြားကအတားအဆီးတွေပျောက်ကွယ်ပြီးတယောက်နဲ့တယောက်နီးကပ်ကလက်ထက်တဲ့စကားတစ်ခုလိုခံစားရရတယ် မင်းငါမင်းကိုချစ်တယ်ဆိုတဲ့မင်းထွန်းရဲ့အတန်ဟာတိတ်ဆိတ်တဲ့ညအတွင်းမှာနှိုင်းတလိုင်းလိုပြန်လဲတက်လာတယ်။ကျမကမျက်ရည်လွှမ်းပြီးမင်းထွန်းကအတွက်လဲငါရဲ့အားနည်းချက်တွေဝမ်းနည်းမှုတွေထိခိုက်စေတဲ့ခံစားချက်တွေအားလုံးနဲ့အတူမင်းကိုချစ်တယ်လို့ပြောတယ်။ညလေးဟာမိုးရွာနေစေဖြစ်ပြီးအခန်းထဲမှာတော့နှလုံးသားနှစ်ခုက တစ်ဖက်ကတစ်ဖက်ကိုနူးညံ့စွာချစ်ခင်မှုနဲ့လက်တွဲနေကြတယ်ဒီလိုနဲ့ကျမတို့ရဲ့ဇလန်းဟာလျှို့ဝှက်ချက်တစ်ခုနဲ့စတင်သွားခဲ့ပြီးအနာဂတ်မှာဘာဖြစ်လာမလဲဆိုတာကိုမသိသေးပေမဲ့မင်းထွန်းနဲ့ကျမကြားကဆက်ဆိုင်မှုတွေဟာနောက်ဆုံးတော့မဖြစ်နိုင်တဲ့လမ်းကြောင်းတစ်ခုကိုရောက်လာမယ်ဆိုတဲ့အမိန့်ကြီးကိုခံစားရတယ် ပကံပြင်ဆင်ထားတဲ့မနက်ခင်းတစ်ခုမှာကျမကမီးဖို့ချောင်ထဲမှာရှူထောင်လေးကနေချစ်စရာကောင်းတဲ့ပြုံးနဲ့မင်းထွန်းကိုကြည်နေတယ်မင်းထွန်းကတော့မိုးရွာပြီးတဲ့လေဝသပြောင်းလဲသွားတဲ့နေကင်းထဲမှာစိတ်ကိုစိတ်ဝင်စေတဲ့အပြာရောင်ရှည်ပေါင်းပြီးနဲ့လွတ်လပ်တဲ့ဖြူရောင်ချီထည်ရွက်ပွင့်ကိုဝစ်ဆင်ထားတယ်သူ့ရဲ့သပင်တွေကနူးညံ့စွာတလွာဆွဲပြီးမျက်နှာပေါ်မှာရှုပ်ထွေးမှုနဲ့ချစ်ခင်မှုရဲ့ရောစက်မှုတွေပေါ်နေတယ် မေဒီနေ့မှာငါတို့အတူတူစတင်ရင်ဆိုင်ဖို့လိုအပ်တာတွေရှိတယ်လို့မင်းထွန်းကပြောတယ်။ကျမကလက်ဖက်ရည်ကွက်ကိုလက်ထဲကူးပြီးငါတို့ကြားကအမောင်တွေကိုဖယ်ရှားဖို့အချိန်ပေးဖို့လိုတယ်လို့ပြောတယ်။သူ့အတန်မှာတည်ငြိမ်မှုနဲ့တန်လျာရှိပြီးမင်းထွန်းကနူးညံ့စွာမျက်နှာပေါ်မှာပြုံးပြီးမေငါမင်းကိုကာကွယ်ခြင်းနဲ့ဒါပေမဲ့ငါတို့အကြားကအကွာအဝေးကိုလည်းသိရှိထားဖို့လိုတယ်လို့ပြောတယ်။ ကျမကတစ်ဖက်ကတည်ငြိမ်စွာငါတို့အကြားကချစ်ချင်းနဲ့နားလည်မှုဟာနိုင်ငံရေးနဲ့တူတယ်တစ်ဖက်က နားလည်မှသာအခြားဘက်ကဆက်လက်နားလည်နိုင်တယ်လို့ပြောတယ်မင်းထွန်းက သူ့ရဲ့လက်ကိုကျမရဲ့လက်ထဲထည့်ပြီးမင်းငါမင်းကိုဘလို့ပဲခံစားဖြစ်ဖြစ်အမြဲတမ်းမင်းအတွက်ရှိနေမယ်လို့ပြောတယ် ညနေခင်းမှာကျမတို့နှစ်ယောက်ဟာပန်းချံအနားမှာလမ်းလျှောက်ကြတယ်။ຫນွေဦးရဲ့လင်းငင်းထဲမှာကျမရဲ့ရင်ခုန်မှုနဲ့မင်းထွန်းရဲ့စိတ်ပူပန်မှုတွေရောစက်နေတယ်။ကျမကမင်းထွန်းငါတို့အကြားကချစ်ချင်းနဲ့နားလည်မှုဟာပုံမနဲ့ဆိုင်လာတာကိုခံစားနေရတယ်လို့ပြောတယ်။မင်းထွန်းကအနူးညွတ်နဲ့မေငါမင်းကိုလွန်းစွာလိုချင်တယ်။ဒါပေမဲ့ငါတို့အကြားကအကွာအဝေးနဲ့ချစ်ချင်းကိုတေချာထားဖို့လိုတယ်လို့ပြောတယ်။အဲဒီညမှာကျမတို့နှစ်ယောက်ကြားက လက်တွေထက်မှန်ပေါင်းစည်းပြီးချစ်ချင်းနဲ့နားလည်မှုရဲ့အတန်တိတ်တစ်ခုကိုပုံမနူးညံ့စေတယ်ဒါပေမဲ့အိမ်ထဲကတစ်ခုခုဟာမတော်တဆအဖြစ်ပြက်တစ်ခုကိုကြိုးဆိုနေပြီးကျမတို့ရဲ့အနာဂတ်ကိုအလင်းတစင်းနဲ့ဖုံးကွယ်နေတယ်။မြင်းလင်းစွာမိုးရွာနေတဲ့အခန်းထဲမှာကျမအနက်ရောင်ရှေးအင်ကြီးတစ်ထဲနဲ့မိဖို့ကြောင့်ကခြံရဲ့အနာကနေ ။လက်ဖက်ရည်တစ်ခွက်ကိုလက်တွဲကမင်းထွန်းကိုကြည့်နေတယ်။မင်းထွန်းကလည်းအနက်ရောင်ချီထဲရှိပေါင်းပြီးနဲ့အဖြူရောင်ချီထဲရှိအင်ကြီးတစ်ထဲဝတ်ဆင်ပြီးသပင်တွေကနူးညံ့စွာလိုက်ရောညီထွေဖြစ်ပြီးမျက်လုံးထဲကအနူးညွတ်တွေပြန်လဲတောက်ပနေတယ်။ မင်းငါတို့ရဲ့ခန်းစားချက်တွေဟာရင်ထဲမှာနှဆိုင်နေတယ်ဒါပေမဲ့ကျွန်တော်တို့လမ်းကြောင်းတွေဟာမရွေလျားနိုင်တဲ့အကွာအဝေးတစ်ခုကိုရောက်နေပြီလားဆိုတာစိုးရိမ်မိတယ်လို့မင်းထွန်းကတိတ်ဆိတ်စွာပြောတယ်ကျမကတစ်ဖက်ကဆွဲဆောင်မှုနေတဲ့အတန်နဲ့ငါတို့ရဲ့ချစ်ချင်းနဲ့နားလည်မှုကမပြတ်တုံးအောင်ထိန်းသိမ်းဖို့လိုတယ်ဒါပေမဲ့ဒါဟာရှုပ်ထွေးတဲ့ပရိပခတ်တစ်ခုလည်းဖြစ်နိုင်တယ်လို့ပြောတယ်မင်းထွန်းကကျမလက်ကိုနူးညံ့စွာဖမ်းပြီးမင်းငါမင်းကိုလွန်စွာချစ်တယ်ဒါပေမဲ့ ငါတို့ရဲ့ဆက်ဆံရေးဟာလောကီစည်းကမ်းတွေကိုကျော်လွန်ဖို့မဖြစ်သင့်ဘူးလို့ပြောတယ်။ကျမကမျက်ရည်နဲ့ပြန်ပြောတယ်။ငါတို့ရဲ့စိတ်ထဲကချက်ချင်းဟာနေတိုင်းပုံမနူးညံ့လာနေတယ်။ဒါပေမဲ့ငါတို့မဖြစ်နိုင်တဲ့လမ်းကြောင်းတစ်ခုကိုရှောက်နေတယ်ဆိုတာပုံမသိလာတယ်။ တစ်စက္ကန့်အတွင်းမှာကျမတို့နှစ်ယောက်လက်တွေကင်ဆောင်ပြီးနီးကပ်ကတစ်ဖက်နှစ်တစ်ဖက်ရှိခန်းစားချက်တွေကိုတစ်ကြိမ်ထက်ကြီးရှုနေတယ်မင်းထွန်းကစိတ်ပူနေတဲ့အတန်နဲ့မိငါတို့ဆက်ဆံရေးဟာအချိန်နဲ့အမျှပုံမိုးရှုပ်ထွေးလာမယ်ဒါပေမဲ့ငါမင်းကိုမလွတ်တန်းချစ်မိနေပြီလို့ပြောတယ်ကျမကစစ်စရာကောင်းတဲ့အပြုံးနဲ့မင်းထွန်းငါရဲ့နှလုံးသားကလည်းမင်းကိုချစ်နေတာကိုသတိထားမိတယ်ဒါပေမဲ့ငါတို့အတွက်အကောင်းဆုံးလမ်းကြောင်းကိုရှာဖွေဖို့လိုတယ်လို့ပြန်ပြောတယ် ညာလေးဟာမိုးရွာနေစေဖြစ်ပြီးကျမတို့နှစ်ယောက်ရဲ့စိတ်တွေဟာတစ်ဖက်ကတစ်ဖက်ကိုနူးညံ့စွာချစ်ခင်မှုနဲ့လက်တွဲနေကြတယ်။ဒါပေမဲ့အိမ်ထဲကတစ်ခုခုကမတော်တဆဖြစ်လာဖို့ပြင်ဆင်နေပြီးကျမတို့ရဲ့အနာဂတ်ကိုအစ်အမှန်နားလည်ဖို့လိုအပ်နေပြီဖြစ်တယ်။ နနက်မြင်မြန်အလင်းရောင်တောက်ပနေတဲ့ရွာလေးမှာကျမကအပြာရောင်ရွှေရိုးရှိဝတ်စုံတစ်ထဲဝတ်ဆင်ထားပြီးခြေဘွားပေါ်မှာရွှေရိုးပကံနဲ့ပကံပေါ်ဆင်းပြီးခြေဘွားငင်ငင်နဲ့လှဲ့လေနေတဲ့သပင်ကရောလှပသလိုမျက်လုံးအတွင်းကနေအပြုံးနဲ့ပြည့်နေတဲ့မင်းထွန်းကအိမ်တကားနားမှာရက်ပြီးကျမကိုကြည့်နေတယ်သူ့အဝတ်အစားကတော့အဖြူရောင်ရှိအင်ဂျီနဲ့ပန်းနီရောင်ဘောင်းမီတစ်ထဲမျက်ရည်တစ်စက်မရှိတဲ့မျက်စိနဲ့တည်ငြိမ်မှုတွေနဲ့ပြည့်နေတယ် ်မေဒီနေ့မှာငါတို့အကြားကစကားတွေကိုပြန်လည်ပြောဆိုဖို့အရေးကြီးတယ်လို့မင်းထွန်းကပြောတယ်ကျမကလက်ဖက်ရည်ကွက်ကိုလက်ထဲကူးပြီးငါတို့ရဲ့နှလုံးသားတွေဟာမပြတ်တုံးအောင်ဆက်ဆံဖို့ကြိုးစားရမယ်လို့ပြောတယ်မင်းထွန်းကလက်ကိုနူးညံ့စွာဖမ်းပြီးမေငါမင်းကိုဘလို့ပဲခံစားဖြစ်ဖြစ်အမြဲတမ်းမင်းအတွက်ရှိနေမယ်လို့ပြောတယ်ကျမတို့နှစ်ယောက်တခါတရံရင်ခုန်မှုနဲ့ပြေးပြီး အိမ်ထဲကတိတ်ဆိတ်မှုတွေဟာနူးညံ့တဲ့ခံစားချက်တွေကိုပုံမှုပြသနေတယ်ဒါပေမဲ့မင်းထွန်းရဲ့လက်ထဲကချစ်ချင်းနဲ့စိုးရိမ်မှုတွေဟာကျမရဲ့စိတ်ထဲမှာလွမ်းဆုပ်မှုတွေဖန်တီးနေတယ်ဒီနေ့မှာတော့ငိုးရွာနေတဲ့ညတညမှာကျမတို့ဘလို့ရင်ဆိုင်ကြမလဲဆိုတာကိုပြောကြဖို့ချိန်ရောက်လာပြီဖြစ်တယ်ညမိုးရွာတဲ့အခန်းထဲမှာကျမကအနက်ရောင်ရှိအင်ဂျီကိုနူးညံ့စွာဝတ်ဆင်ပြီးသပင်တွေကိုလွတ်လပ်စွာလှည့်ပြီး မီးလေးနဲ့မျက်နာကိုထိတ်တန်းပွင့်နေတဲ့အလှတရားနဲ့ပြည့်စုံစေတဲ့မင်းထွန်းကလည်းအဖြူရောင်ချီထဲရှိအင်ဂျီနဲ့ပန်းနီရောင်ပေါင်းပြီးဝစ်စင်ထားပြီးမျိုးလုံးထဲမှာစိတ်ကူးစိတ်တမ်းများနဲ့ပြည့်နေတဲ့သူ့လက်ကိုကျမရဲ့လက်ထဲထည့်ပြီးမင်းငါတို့ရဲ့ခန်းစားချက်တွေဟာရိုးသွားတဲ့အရိုးတစ်ခုလိုဖြစ်နေပြီးဒါပေမဲ့ငါမင်းကိုကာကွယ်ဖို့စိတ်သက်ရှိတယ်လို့ပြောတယ်။ကျမကနူးညံ့စွာမျက်နှာပြော်ပြီးငါတို့ရဲ့ချစ်ချင်းနဲ့နားလည်မှုဟာ ငါရဲ့အတတ်နဲ့တူတယ်ဒါပေမဲ့ဒီလိုနီးကပ်မှုကရှုပ်ထွေးတဲ့လမ်းကြောင်းတစ်ခုကိုဖော်ဆောင်နေတယ်လို့ပြောတယ်မင်းထွန်းကတစ်ဖက်ကိုနီးကပ်ပြီးမိငါမင်းကိုဆောက်ရှောက်ဖို့ပြင်ဆင်နေတယ်ဒါပေမဲ့ငါတို့အချင်းချင်းမလွတ်မြောက်နိုင်တဲ့ခြားနာချက်တွေရှိနေတယ်လို့ပြောတယ် အခန်းထဲမှာမိုးရွာတန်းနဲ့လက်ဖက်ရည်နှန်းတို့ပေါင်းဆက်ပြီးစိတ်ကိုငြိမ်းချမ်းစေတဲ့ကျမတို့နှစ်ယောက်ရဲ့ခံစားချက်တွေဟာတစ်ဖက်နဲ့တစ်ဖက်ကိုနူးညံ့စွာချစ်ခင်မှုနဲ့လက်တွဲနေကြတယ်။ဒါပေမဲ့အိမ်ထဲကတစ်ခုခုက မတော်တဆဖြစ်လာဖို့ပြင်ဆင်နေပြီးကျမတို့ရဲ့အနာဂတ်ကိုဖော်ပြမဲ့လှုပ်ဝက်ချက်တစ်ခုက အသေးစိတ်ဖွင့်လှစ်ဖို့တစ်ခုခုကိုစောင့်ကြည့်နေတယ်။ ညနေခင်းရဲ့တိတ်ဆိတ်မှုထဲမှာကျမကအနက်ရောင်ရွှေရိုးရှိအင်ဂျီတစ်ထည်ဝစ်ဆင်ပြီးသပင်တွေကိုနူးညံ့စွာလှည့်လည်ထားတဲ့မင်းထွန်းကအဖြူရောင်ချီထဲရှိအင်ဂျီနဲ့ပန်းနီရောင်ပေါင်းပြီးဝစ်ဆင်ပြီးမျက်နာမှာစိုးရိမ်မှုနဲ့ချစ်ချင်းရဲ့ရောစက်မှုတွေပြသနေတဲ့သူ့လက်ကိုကျမရဲ့လက်ထဲထည့်ပြီးမိငါတို့ရဲ့ခံစားချက်တွေဟာနှဆိုင်လာပေမဲ့ဘလို့ရှင်းလင်းရမလဲဆိုတာမသိဘူးလို့ပြောတယ် ျမကသူ့ကိုတစ်ဖက်ကကြည့်ပြီးငါတို့ရဲ့ချစ်ချင်းနဲ့နားလည်မှုဟာခက်ခဲပြီးရှုပ်ထွေးနေတယ်ဒါပေမဲ့ကျမတို့ရင်ဆိုင်ဖို့လိုတယ်လို့ပြောတယ်မင်းထွန်းကသူ့ရဲ့မျက်စိထဲကမီးလင်းမှုနဲ့မေငါမင်းကိုကာကွယ်ဖို့စိတ်သက်ရှိပြီးဒါပေမဲ့ငါတို့အကြားကအကွာဝေးကို သိရှိထားဖို့လိုတယ်လို့ပြောတယ် တခါတလေမှာမိုးရွာသံများနဲ့အိမ်ထဲကတိတ်ဆိတ်မှုဟာကျမတို့ရဲ့ရင်ထဲကစိတ်ခံစားမှုတွေကိုပုံမနှဆိုင်စေတဲ့မင်းထွန်းကကျမလက်ကိုနူးညံ့စွာဖမ်းပြီးမိငါမင်းကိုလွန်စွာချစ်တယ်ဒါပေမဲ့ငါတို့အတွက်အကောင်းဆုံးလမ်းကိုရှာဖွေဖို့လိုတယ်လို့ပြောတယ်ကျမကသူ့ကိုအမြဲတမ်းအနူးညွတ်နဲ့မင်းထွန်းငါတို့ရင်ဆိုင်ဖို့ပြင်ဆင်ထားပြီးမျှော်လင့်ချက်ရှိတယ်လို့ပြန်ပြောတယ် ဒီညမှာကျမတို့နှစ်ယောက်ရဲ့ဇလန်းဟာလျှဝက်ချက်တစ်ခုနဲ့နောက်ဆုံးအခြေအနေတစ်ခုကို ရောက်ရှိလာပြီးပုံမအောင်အော့ဝဲအနာဂတ်တစ်ခုကိုစတင်ဖန်တီးဖို့ချိန်ရောက်နေပြီဖြစ်တယ် မနက်ခင်းရဲ့ပန်းခြံထဲမှာကျမကအပြာရောင်ရှည်အင်ဂျီနဲ့လှပစွာဝစ်ဆင်ထားပြီးသပင်တွေကိုနူးညံ့စွာလှည့်ထားတဲ့မင်းထွန်းကအဖြူရောင်ချီထဲရှည်အင်ဂျီနဲ့ပန်းနီရောင်ပေါင်းပြီးဝစ်ဆင်ပြီးမျက်နာမှာစိုးရိမ်မှုနဲ့ချစ်ချင်းရဲ့ရောစက်မှုတွေပြသနေတဲ့သူ့လက်ကိုကျမရဲ့လက်ထဲထည့်ပြီးမိငါတို့ရဲ့ခံစားချက်တွေဟာနှက်ဆိုင်လာပြီးဒါပေမဲ့ဘလို့ရှင်းလင်းရမလဲဆိုတာမသိဘူးလို့ပြောတယ် ကျမကတစ်ဖက်ကမျက်စိတဲကမီးလင်းမှုနဲ့ငါတို့ရဲ့ချစ်ချင်းနဲ့နားလည်မှုဟာခက်ခဲပြီးရှုပ်ထွေးနေတယ်ဒါပေမဲ့ကျမတို့ရဲ့အနာဂတ်အတွက်ရှင်းလင်းမှုတစ်ခုလိုတယ်လို့ပြောတယ်မင်းထွန်းကသူ့ရဲ့မျက်စိကိုဖုံးကွယ်ပြီးမင်းငါတို့အကြားကလမ်းကြောင်းတွေဟာမရှင်းလင်းသေးဘူးဒါပေမဲ့ငါမင်းကိုကာကွယ်ဖို့စိတ်သက်ရှိတယ်လို့ပြောတယ် တခုခုကြီးမားတဲ့လှုပ်ဝဲချက်တခုဟာကျမတို့ရဲ့အိမ်ထဲကတိတ်ဆိတ်မှုကိုဖျက်ဆီးဖို့ပြင်ဆင်နေပြီးငါတို့ရဲ့အနာဂတ်ကိုပြောင်းလဲသွားဖို့အစပြုလိုက်ပြီးဖြစ်တယ်။ကျမနဲ့မင်းထွန်းတို့ရဲ့ဇလန်းဟာအချစ်နဲ့ဝမ်းနည်းမှုချစ်ချင်းနဲ့နားလည်မှုတို့ကြားရင်ဆိုင်မှုတခုဖြစ်ပြီးနောက်ပိုင်းမှာဘာဖြစ်လာမလဲဆိုတာကို ကြည့်ရှုဖို့ပရိသတ်တွေစိတ်လှုပ်ရှားစေဖို့ခြံဝင်သွားခဲ့တယ်။